လက်ရှိမှာ NTP ရဲ့နယ်မြို့တော်နယ်ရေးဆိုပြီးတော့တို့တွေတိုက်ပွဲပေါ်ဆောင်တဲ့နေရာမှာတက်ခဲ့ပါခုလက်ရှိဇိုင်းတိုင်းမှာအင်းရလူငယ်တန်ရရတယ်လူတပေါင်းမိပါရှိအဲ့ဒီလူတွေလူတပေါင်းရဲ့အတန်ဆောင်ခွေးတကောင်တော့တန်မိုးရှိဇိုင်းနေလားကျွန်တော်မဟုတ်ဘူးမန္တလေးတင်လားမဟုတ်ဘူး sorry မကွေးတင်လားမဟုတ်ဘူးချင်းနီနယ်မှာလည်းထုံကြီး၎င်းရခိုင်ပြည်နယ်မှာထုံကြီး၎င်းရှမ်းမြောက်မှာထုံကြီး၎င်းကင်းပြည်နယ်ကယားပြည်နယ်အကုန်လုံးပါထုံကြီး၎င်းမဟုတ်အဲ့ဒီမှာတေခဲ့တက်ခါရဲ့ဘဝရေနော်အဲ့မသေးပေမဲ့ရှင်ပြက်လက်ပြက်နဲ့ဒုက္ခတာဖြစ်သွားတဲ့လူတွေကတိတ်ရှိတန်းရှိပြီးတော့ရှိတယ် ဘဝအာမခံချက်မရှိရင်အနာဂတ်ပျောက်သွားတဲ့ကလေးတွေကိုအတန်းနေချီပြီးတော့ရှိဒါပေမဲ့ဒီတန်းနေချီတော့လူစုရဲ့အတက်ဟာခွေးလောက်တန်းမှုရှိရကွာပြောပါတယ်အခုအခုလိုမျိုးကြားပြမှုတွေဆက်ပြီးလုပ်နေသေးတယ်။ပြောင်းပြီးမစိုးဘူးတကယ်မတည်ငြိမ်အေးတဲ့ဘလိမတည်ငြိမ်ရဲ့မအေးချမ်းတွေခင်ဗျားတို့ဘဝဟာ ခု energy ပြည်ရဲ့ project ကအားပေးနေတဲ့လူတွေရဲ့အသက်ဟာခွေးလောက်တန်ဖိုးမရှိဘူးဆိုတာခင်ဗျားတို့ပတ်သားရမယ်ဟုတ်ကဲ့ဒါကြောင့်မို့လို့ခင်ဗျားတို့ကလူလူတူတူနေတယ်ခင်ဗျားတို့ကိုလူလူမျိုးကန်တူထားပြီးဆက်ဆံခံဆက်ဆံခံစေချင်တယ်ခင်ဗျားတို့ကခင်ဗျားတို့ကိုလူရသွင်းစေချင်တယ်ဆိုရင်အခုလိုမျိုးခွေးလောက်လောက်တန်ဖိုးမရှိတဲ့ဘဝမှာမနေရဘဲနဲ့လူလူတူတူနေချင်တယ်ဆိုလို့ခင်ဗျားတို့ဒုတာမှာအကြမ်းဖက်မှုကိုခင်ဗျားတို့ကိုယ်တိုင်လည်းအကြမ်းဖက်မှုကိုမလုပ်နဲ့အကြမ်းဖက်သမားတွေကိုနမ်းမယ် တော်လန်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မက်ရှ်လာ14ရက်နေ့အတွက်ပထမဦးဆုံးအားတော်လန်အင်းနဲ့ပတ်သက်တဲ့သတင်းဦးသတင်း2တွေကိုပြပြပေးကြမှာနေပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းလေးကတော့မွန်ပြည်နယ်ရေးမြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းစုဆောင်ခြင်းတွေလှုပ်ဆောင်နေတဲ့နယ်ထိုင်းရေးနော်မျိုးသူဆိုတဲ့ကောင်ကိုရေးဘလူအခွဲကနေပြီးတော့မှပြက်ခတ်ရှင်းလင်းစင်မှာမျိုးသူထံကနေပြီးတော့မှသိန်း200နီးပါးတမိုးရှိတဲ့ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တဲ့အကြောင်းကိုရေးဘလူအခွဲခေါင်းဆောင်ကပြောပါတယ် မက်လ9ရက်နေ့ည9နာရီခန့်အချိန်ရေးမြို့ပေါ်မှာရှိတဲ့အောင်တုခရက်ကွက်မှာပြီးရတောက်နေတဲ့အောင်တုခနယ်ရင်းရဲမှုမျိုးသူကိုရေးဘလူးအဖွဲ့ကတော်လိုင်းရဲဘော်တွေကပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပါတယ်မျိုးသူထံကနေပြီးတော့မှရွှေဆဲကျိုးငါမူတာတံပိုးကြီးအာ Vivo ဟောကျွန်တော်တို့14ပေါ့နော်ဒါကျွန်တော်တို့ဖုန်းတစ်လုံး Vivo ဖုန်းအမျိုးအစားနောက်ထပ်တစ်လုံး KBZ ဘဏ်စာအုပ်တအုပ်ထဲမှာရှိတဲ့ငွေကြက်3000 ကြောင်ကငွေသား၄သိန်းချက်သိစီရမိခဲ့တဲ့အကြောင်းအဆိုပါပစ္စည်းတွေကိုပြည်သူများထံကနေပြီးတော့မှနေရင်းရဲကအနိုင်ကျင့်ထားတဲ့ပစ္စည်းတွေဖြစ်တဲ့အကြောင်းလည်းသိရပါတယ်။သူကတဲ့လမ်းကစားဟိုလောင်းကစားဝိုင်းထောင်တယ်ပေါ့နော်။မူးရဲဈေးဝါးတွေဖြန့်တယ်ပြည်သူတွေကိုမတရားဖမ်းတယ်အမှုလိုက်ပေးမယ်ဆိုပြီးတော့မှငွေရှာတယ်။အဲ့လိုမျိုးတွေလုတ်တဲ့ကောင်ကိုရေးဘူးအဖွဲကနေပြီးတော့မှရဲဘော်တွေကရှင်းပလိုက်တယ်ဗျာ။ရှင်းရှင်းလေးဟုတ်တယ်မလား။ရှင်းရှင်းလေးကိုရှင်းပလိုက်တာ။နောက်တဲ့တင်လေးကတော့တနိုင်ငံလုံးမှာထောင်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတည်းရဲ့စစ်နွဲပြီးတော့မှ ဆက်လာသိမ်းမှုအဆုံးသက်ပေးဖို့ရန်အတွက် NUG ကာဝန်ရေးဝန်ကြီးကအသိပေးကြေညာလိုက်ပါတယ်။တနိုင်ငံလုံးမှာထောင်ပေါင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုဆင်နွှဲပြီးတော့မှဆက်လာသိမ်းမှုအဆုံးသက်ပေးဖို့ရန်အတွက်မြို့သားညီညွတ်ရေးအစိုးရ NUG ကာဝန်ရေးဝန်ကြီးနော်ဦးရင်မုံကအသိပေးကြေညာလိုက်ပါတယ်။မက်စလာရှီယန်နေက ကျင်းပပြုလုပ်ခဲ့တဲ့ကျွန်တော်တို့တက်မူးတင်တဲ့အပတ်စဉ်တင်ပင်းဆောင်2024တင်နှင်းပွဲအတွက်ကိုပြဖို့တဲ့တဝန်လာမှာသူကအခုလိုမျိုးထည့်ပြောကြတာဖြစ်ပါတယ်မြို့သိမ်းတဲ့ဘွယ်အတွက်ကြုံတွေကိုရယူခဲ့ပြီးဖြစ်တဲ့ကြောင့်မို့လို့ PDF တွေပတ်ကဖတွေမဟာမိတ်တော်လိုင်းအဖွဲ့တွေနဲ့အားလုံးလက်တွဲပြီးတော့မှ seminar အလိုက်ပေါ့နော်ထောင်တောင်းချီအင်းအားနဲ့အထွေထွေထိုးသည့်ကြီးဆင်နွှဲပြီးတော့မှဆန္နာသိမ်းမှုကိုအဆုံးသက်ကြရတော့မယ်လို့ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကပြောကြားလိုက်ပါတယ်အဲ့တော့ထူးခြားချက်အနေနဲ့ကဘာတွေဖြစ်လာမလဲဆိုတော့ဒီလိုမျိုးတွေဒါပြောမယ်ဆိုရင်ဝန်ကြီးတွေကဆက်ဒီလိုမျိုး ြောမှာဆိုအမိတ်ပေးတာပေါ့နော်အမိတ်ပေးတဲ့ဟာမျိုးဖြစ်လာပြီးဆိုရင်တော့တကယ်ကြီးကိုစတော့မလားဆိုတော့ရေခုံသွန်နဲ့စောင့်ပြီးတော့မှကျွန်တော်တို့ကြည့်ရမှာဖြစ်တယ်နော်နောက်ထပ်သတင်းလေးကတော့မွန်ပြည်နယ်ရန်ကုန်မော်လမြိုင်လမ်းမကြီးပေါ်မှာရှိတဲ့ကြိုက်တူဘီလင်းလမ်းမိုင်းမှာအကြမ်းဖက်စစ်ကောင်စီရင်တန်းကိုကြားပြတ်တိုက်ခိုက်ရရမှာအရာရှိတူနော်အပါဝင်စစ်ကောင်စီတပ်သား၄ယောက်တိုက်ဆုံးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တာမိုင်းစစ်ဒေသကနေပြီးတော့မှထုတ်ပြန်လာပါတယ် တိုက်ထုတ်ပြီးလဲလမ်းပိုင်းမှာမက်လာ6ရက်မနက်ပိုင်းကအချမ်းမဆက်ကောင်စီရန်နန်းကိုတော်လိုင်းပေါ်တဖက်ဝင်တွေကနော်အလူးလေးကြီးမှအနီးမှာဂျာဘတ်တက်ခဲ့ခဲ့ရမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့မှရရှိတရားအပဝင်စစ်ကောင်စီတပ်သား4ယောက်တိုက်ဆုံးခဲ့တယ်လို့သိရပါတယ်အဲတိုက်ထုတ်ဘက်ကနေပြီးတော့မှဘီနင်းကိုမောင်းနေလာတဲ့အချမ်းမဆက်ကောင်စီရင်၅စီးပါတဲ့ရန်နန်းကိုတာမိုက်ဆက်ဒေတာနက်ကပြူစစ်ကြောင်း P2994 viewer 29တက်ရင်နဲ့အဲကြောင့်တက်ရင်ခွန်ရှစ်3ည9နဲ့တော်လိုင်းပေါ်တဖက်ဝင်တွေကပူးပေါင်းပြီးတော့မှဘီလေးမြို့နယ်အလူးလေးကြီးရွာ ဒါကျွန်တော်တို့ဒါအထက်သားဆက်ယုံပေါ့နော်အနီးမှာဂျာဘက်တက်ခတ်ခဲ့လို့သိရပါတယ်တနအိခွဲခန့်ဂျာမင်းခဲ့တဲ့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကထိခိုက်သေးဆုံးတာတွေရှိတယ်လို့တော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်တွေဘက်ကလည်းရဲဘော်တယောက်ဒီမှာကျွန်တော်တို့မြင့်မြတ်စွာအသက်ပေးလူသွားပါတယ်ဒါအပြင်ကိုရဲဘော်တယောက်ကလည်းဒါကျွန်တော်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်နော်အဲ့တော့မတန်ပါဘူးဗျာနော်မတကယ်မတန်ပါဘူးတကယ်မတန်ဘူးတကယ်မတန်ဘူးဒီလိုခွေးလေးခွေးလေးနဲ့ဟိုပါပြရတာတန်းကိုမတန်ဘူး နောက်တစ်လေးလေးကတော့ဒါကျွန်တော်တို့မြန်မာအိန္ဒိယနယ်စပ်ဒေတာဖြစ်တဲ့ကဘောချိုင်ဝမ်ဒေတာကိုမဏိပူရာပြည်နယ်ထဲပြန်ထည့်ဖို့အိန္ဒိယအထက်လွှတ်တော်မှတောင်းဆိုခဲ့မှုကနှစ်နိုင်ငံဆက်ဆံရေးကိုထိခိုက်စေမှာဖြစ်တဲ့အကြောင်းပေါ့နော်။အာရသိန်းစစ်ကောင်းစစ်ကောင်းဆောင်ရေးပေါ့နော်။ဒါကျွန်တော်တို့စစ်ကောင်းစီရဲ့ပြောရေးဆိုခွင့်ရှိတဲ့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ဟိန္ဒူမျိုးသားရေးပါတီ BJP ပေါ့နော်။မဏိပူရာအမတ်စာရာဂျိုပါကပေါ့နော်။ရတဘူစာချုပ်တရား1826နဲ့ ကဘောတောင်ကြားစာချုပ်ပေါ်တော့1834ကိုအထောက်ထားအဖြစ်ကိုးကားပြီးတော့မှကဘောဂျိုင်ဝမ်ကိုအိန္ဒိယထံပြန်အပ်ဖို့ဒါကျွန်တော်တို့ပေါ့နော်ပြီးခဲ့တဲ့ရက်ပိုင်းတွေကဒါအိန္ဒိယအထက်လွတ်တော်မှာပေါ့နော်ပြောကြားခဲ့မှုအပေါ်မှာစစ်ကောင်စီကသူတို့ရဲ့ဝါဒဖြန့် မြောက်ပြည်ရုပ်တံကနဲ့တစင်ပြန်လဲတုံ့ပြန်ပြောကြားလိုက်တာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကိုလေးစားသင့်တယ်လို့ပြောကြားလိုတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှမြန်မာနိုင်ငံအနေနဲ့အတိပေးတင်တာတွေပြောဆိုတင်တာတွေဆက်လက်လှုံ့ဆော်သွားမှာဖြစ်တဲ့အကြောင်းကိုလည်းဇော်မဲထုံးကပြောလာပါတယ်အဲ့တော့ဇော်မဲထုံးလည်းပြောမယ်ဆိုရင်သူတို့ဘက်ကလည်းဒီဟာမျိုးလက်မခံဘူးပေါ့နော်လက်မခံဘူးဆိုတော့အဲ့လိုမျိုးတွေစော်ကားခံနေရတာတွေကလည်းဒီကောင်တွေကြောင့်ဖြစ်တယ်ဆိုတော့ဒီကောင်တွေတတိယရက်နဲ့များမတိကျအောင်ဆောင်နေတာလားတော့မပြောနိုင်ဘူးပြသေးလားဒီကောင်တွေအာဏာမသိမ်းခဲ့ဘူးဆိုရင်နိုင်ငံတကာရဲ့ ကိုယ်လာပြီးတော့မှ lucky လန်ပြတဲ့ကိစ္စမျိုးတွေဖြစ်လာမှာမို့ခုတော့ပြောမယ်ဆိုရင်စောက်တုံးကြတဲ့စက်တက်ရှိနေတဲ့အတွက်ကြောင့်မို့လို့တခြားနိုင်ငံတွေလာပြီးထိကပါဆော့ကပါနော်လောက်ခံရတဲ့ကျွန်တော်နိုင်ငံသားတွေပေါ်ပါသေးလားနော်တော်တော်ဆိုးပါတယ်အဲ့တော့အာဗီဒီယိုလေးတွေကြည့်အောင်ပါဗီဒီယိုလေးတွေကြည့်အောင်ပါပထမဦးဆိုတာကျွန်တော်အောက်ချမ်းတာပါနော်အောက်ချမ်းတာဘာပြောလဲဆိုတော့ကန်တူအကျိုးပေးတဲ့ PDF တွေတဲ့မင်းတို့ပြင်ဆင်ထားတော့တယ်နော် PDF တွေကိုဘာတွေပြင်ဆင်ခိုင်းလဲကြည့်ကြည့်ပုတ်ပြီးခုဖြတ်တဲ့ PDF တွေအဲ ကိုဘွားကိုဖြတ်တဲ့ PDF ဒီဟုတ်ပြီဘယ်နဲ့ရှိစမ်းဟမ်ခုတော့မင်းတို့အဝေးစီးကိုဂျုံးပြစ်ပြီးစင်းနေပြီမလားဟာထင်တာဗောတိုင်းပြည်မနီဒီတိုင်းပြည်ဘောတစ္ဆာမရှိအမ်ကိုတိုင်းပြည်ကိုလူမျိုးကိုဘာသာကိုသနာဘောတစ္ဆာမရှိတဲ့အမ်ညီပိတ်တွေအဟမ်မင်းတို့လေကန်တူကျိုးပေးပဲအမ် အဘိအမြောင်လုတ်ခဲ့တာမင်းတို့လည်းဘူကင်လုတ်ထားမကြဘူးမင်းတို့လှဲ့လေရောက်လာတော့မှာအဲဒီမှာမင်းစီမှာဘူကင်သွားလုတ်ထားဟမ်မင်းတို့လည်းဂျုံပြစ်ပြီးဆင်းရမှာပဲကန်တူဂျိုးပင်တော့စေတနာကန်တူဂျိုးပင်ပဲอืมဒီကောင်းကြည့်ရတာဒီလောက်တော့မှဒါ TikTok တွေပါနေရန်နေပုံထောက်ရင်တော့စက်တော်ရေးတက်တို့အဲ့ဒါပါစက်တော်ရေးတက်တို့အင်ဂျင်နီယာတက်တို့အဲ့လိုမျိုးတက်ကောင်တွေဖြစ်မှာပါဘာလို့အဲ့လိုမျိုးကောင်တွေအရန်အာချောင်းလို့ကောင်းတာလေဥမာကိုထိန်လို့ကောင်မျိုးပေါ့ရှေ့တန်းလေးရောက်ရောက်ရောက်ဝေးရလားမသိဘူးအဲ့လိုမျိုးပေါ့သိရမလား အာချောင်းအာချောင်းယုံတက်တက်ဆက်သားဖြစ်လာတဲ့ကောင်တွေအများကြီးအဲ့ထဲမှာဒီလိုကောင်တွေထိဆုံးရပါတယ်အာနောက်ထပ်အာဗီဒီယိုလေးကလည်းကျွန်တော်တို့ကဘောမတွေနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်လေးပေါ့နော်ဒီကအဲ့ဘောမတွေထဲမှာဗျာတလားဒီကောင်မလေဖြတ်ထားတဲ့ဘောမလားမသိဘူးတလားတော်တော်ဆူဆူကြီးကြီးပီရီယက်လောက်လာတဲ့ဘာကောင်းတာရှိလို့လဲတကယ်ကောင်မကြီးရုပ်ရုပ်ကိုပဲကြီးလိုက်ဘောမဆောက်ရမ်းပြီးသားတယ် တလားချစ်တို့တမတော်သားတွေအောင်ပွဲရတော့မိုက်တလားမမင်းနဲ့နော်တမတော်သားတွေမြန်မာနိုင်ငံမှာရှိတဲ့အတီးတီတာဝန်ထမ်းဆောင်နေတဲ့နော်သူတွေအားလုံးအောင်ပွဲတွေရတော့ရက်ဆက်တယ်ပြီးရင်လေတိလားအဲ့ဒီနီပိတ်နီကြောင် အကျန်းဖက်နီပိတ်နီကြောင်နေရလေတိလားပြောသေးရတမတော်အာနာရှင်စနေတက်ဟမ်အဲ့တမရောအာနာရှင်စနစ်ဆိုရလဲသူတို့ပဲခေါင်းစဉ်ပေးထားတာနော်သိလားတမရောအာနာရှင်စနစ်မကြိုက်လို့တွန်းလန့်တာတဲ့သူတို့လှုပ်လိုက်တဲ့အလုပ်တွေကြလို့ရှိရင်လေသိလား အာနာရှင်စနစ်တောင်မဟုတ်သူတို့ကွန်ပျူနစ်နော်ပြည်သူတွေအားလုံးကိုလေးသိလာသူတို့ကလက်သူတို့လက်ထဲလက်နဲ့လဲရောက်သွားရောအင်းလက်နဲ့နဲ့တခါတည်းချိန်ချောက်နော်အသက်ပါပြောက်ရတဲ့ဘဝတွေဘသူကအာနာရှင်စနစ်လဲဘသူကအာနာရှင်ဆန့်လဲဆိုတာကိုလေပြည်သူတွေကကောင်းကောင်းသိနေပြီမပြောရဲလို့ပြည်သူတွေကိုနင်တို့ကအကြောက်တရားနဲ့ခြောက်ထားတာနော်နင်တို့ဘာပြောချင်သေးတော့ဟမ်ဘာတတ်မလို့နင်တို့လွှဲချတာတော့အဲ ်ပြည်သူအကြောက်တရားနဲ့ချက်တာ PD ရဲ့လားစစ်တပ်လားဆိုတော့ထမင်းစားတဲ့ပြည်သူတွေကသိတယ်ဘောငုံနေထားတဲ့ပြည်သူကောင်းစင်တက်ထားတဲ့စစ်ဘောမတွေကတော့သိမှာမဟုတ်ဘူးဟိုကငါတော်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 ကြည်ရဆိုးလဲစောက်ခော့ပါကွာအာကြီးကလည်းစောင်းနေသေးတယ်တကယ်လေများဖြတ်နေသလားမသိပါဘူးတကယ်ကောင်မနေလို့တက်လာအဲ့လိုမျိုးတွေနောက်နေ့ပြူလိုဖိုင်တခုဆိုရင်ပိုတော်ဆိုးသေးတယ်အဲ့ဒါမတ်ပူတူ မပူတူဟာကျတော့ဘယ်လိုလဲဆိုတော့ဒီကောင်မှတော့မိုင်ရိုင်းတာနော်ဒီဒီကိစ္စမှာဒီဗီဒီယိုဖိုင်မှာတော့ကျွန်တော်တော်လန်ပီလူတွေကိုပေါ့နော်တော်လန်ရေးကိုအားပေးတဲ့ပီလူတွေဒီကောင်မှခွေးနေနိုင်တာကြည့်ကြည့်လက်ရှိမှာ NGPD ရဲ့နေမျိုးတော်လန်ရေးဆိုပြီးတော့တို့တို့ဒီတိုက်ပွဲပေါ်ဆောင်တဲ့နေရာမှာတက်ရတာခုလက်ရှိဇလိုင်းတိုင်းမှာအေးရလုံးနဲ့တန်ရရတယ်လူတပေါင်းလို့ပါရှိအဲ့ဒီလူတွေရဲ့လူတပေါင်းရဲ့အတန်ခွေးတပေါင်းတော့တန်မို့မရှိဘူး စကိုင်းတင်လားကျွန်တော်မဟုတ်ဘူးမန္တလေးတင်လားမဟုတ်ဘူး sorry မကွေးတင်လားမဟုတ်ဘူးချင်းပြည်နယ်မှာလည်းထုံးကြီး၎င်းရခိုင်ပြည်နယ်မှာထုံးကြီး၎င်းရှမ်းမြောက်မှာထုံးကြီး၎င်းကင်းပြည်နယ်ကယားပြည်နယ်အကုန်လုံးကထုံးကြီး၎င်းပေါ့အဲ့ဒီမှာတေခဲတက်ခရာရေဘဝရေနော်အဲ့မသိပေမဲ့ရှေ့ပြက်လက်ပြက်နဲ့ဒုက္ခတာဖြစ်သွားတဲ့လူတွေကတိတ်ရှိတန်းရှိပြီးတော့ရှိဘဝအာမခံချက်မရှိရင်အနာဂတ်ပျောက်သွားတဲ့ခလေးတငယ်တွေကတန်းနေရှိပြီးတော့ရှိဒါပေမဲ့ဒီတန်းနေရှိတော့လူကြီးရဲ့အတက်ဟာခွေးလောက်တန်းမရှိရတော့ပျောက်သွားတယ်ဘုရား အခုလိုမျိုးကြားပေါ်မှုတွေဆက်တူလုပ်နေသေးတယ်။ပြောင်းဖို့မစိုးမှုတွေမတည်ငြိမ်အေးချမ်းဘယ်မတည်ငြိမ်လက်မဲ့အေးချမ်းကိုမျှတော့ဘဝဟာအခု energy ပြည့်ပြပိုချက်ဖအားပေးနေတဲ့လူတွေရဲ့အသက်ဟာခွေးလောက်တန်ဖို့မရှိဘူးကြွတာများလို့မှတ်ထားရမယ်။ဟုတ်ကဲ့။ဒါကြောင့်မလို့ခင်ဗျားတို့ကလူလူတူတူလေးတွေနဲ့ခင်ဗျားတို့ကိုလူလူမျိုးတန်းတူထားပြီးဆက်ဆံခံဆက်ဆံခံသေးခြင်းနဲ့ခင်ဗျားတို့ကခင်ဗျားတို့ကိုလူများသွင်းစေခြင်းနဲ့ဆိုရင် အခုလိုမျိုးခွေးလောက်လောက်တန်မိုးမရှိတဲ့ဘဝမှာမနေရဘဲနဲ့လူတူတူနေကြတယ်ဆိုလို့တအားဂျိုးတာမှာဂျပန်မှုကိုခင်ဗျားတို့ကိုယ်တိုင်လည်းဂျပန်မှုကိုမလုပ်နဲ့ဂျပန်သမားတွေကိုလက်မနေခင်ဗျားတို့ကြားဥပ္ပိစုံဖို့ရတဲ့အေဂျင့်ကြီးကိုခေါ်သွားပြီးတော့လူနဲ့တွင်တဲ့သူအောင်နေကြတယ်ဆိုလို့လက်ရှိနားသားကအစိုးရကျင်းပါမယ်ဒီကောက်ခွေးပြီခင်ဗျားတို့ကိုယ်တိုင်ပါဝင်ဖို့မှာပါတယ်နောက်ထပ်တစ်ခါဘုန်းဆောင်မှာဖတ်ပြရအောင် ရခိုင်ပြည်နယ်အတွင်းအာဏာသိမ်းတော်အင်ထိထုတ်ထားတဲ့ဒေသတွေမှာတက္ကသိုလ်ဝန်ဆောင်မှုခွဲပြေကျူးခွင့်မရတာကြောင့်ကျောင်းသားကျောင်းသူများအခက်ကြုံပြရပါတယ်။ဒါပဲ။ရခိုင်ပြည်အနာဘက်ကိုရခိုင်တက်တော်ဆိုတဲ့အင်အားကတင်ပြီးဖက်စီတာဖြစ်တယ်။ဖက်ပြောမယ်။ရခိုင်ပြည်အနာဘက်ကိုရခိုင်တက်တော်ဆိုတဲ့အင်အားကဖက်စီလိုက်ဖြစ်တယ်။အင်း စာမတက်ပြင်ပတ်တွေအများလာတာလည်းညာတပုံနာနီးတပုံတန်ငါးနာနီးတန်ငါးမုံဆိုးနာနီးမုံဆိုးတပုံနာနီးတပုံဖြစ်နေအာဟာကျတော့လည်းရခိုင်တပင်းတွေလုံးမှာနော်နာစားတာဆိုတာထိထုတ်တာလည်းအဲ့ဒီမှာတောက်ပြူရှိရဲမန်အောင်ရှိတယ်စစ်တွေရှိတယ်ဒီတော့မြို့နယ်မှာပဲလက်ရှိမှာတက္ကသိုလ်ဝန်ဆောင်မှုပဲဖြစ်ဆိုနေတောင်းနာဥယျာဉ်2000ကျော်ဝင်ရောက်ဖြစ်ဆိုနိုင်တယ်အေးအေးခင်းချုပ်ထားရဲ့ဆိုရင်မြို့တွေအကုန်လုံးပါတက္ကသိုလ်ဝန်ဆောင်မှုပဲမဖြစ်နိုင်တဲ့အတွက်ဖြစ်ချင်းလာတော့ဖြစ်ဖြစ်မရဘူးခင်းချုပ်မရပါဘူးဆိုရင်ဒီတရင်ကို GBP တရင်ဌာနကိုယ်တိုင်က ခွင်းဟဝဲခံရေးသားလာဆိုတော့ရခိုင်အနာကပ်ကိုပြန်ပြီးဖြတ်တဲ့တရက်ခံပြီးအေးနေတာဖြစ်တယ်ရခိုင်ပြည်နယ်ပြည်လားတော့မဟုတ်ဘူးကြားပြည်နယ်ပါလေထိုးဦးနှကောင်ကိုလေချင်းပြည်နယ်ပါလေထိုးဦးနှကောင်ပဲရှမ်းပြည်နယ်ပါလေထိုးဦးနှကောင်ပဲကချင်ပြည်နယ်ကြားပြည်တနိုင်ငံလုံးမှာအကြဖတ်သမားကြီးရှိနေတဲ့နေမျိုးမှာကောင်းမွန်စွာပညာသင်ကြားခွင့်မရရင်အနာကပ်ကိုလက်ချုံနေကြတယ်ဒါကဘာလို့မှပြည်နာရေးကိုဦးစားပေးနေတဲ့ချိန်မှာခမားတို့ကစစ်ရုံးနဲ့နိုင်ငံရေးကိုရောထွေးပြီးတော့ စီးရဲနဲ့နိုင်ငံရေးကိုရောထွေးပြီးတော့ခမည်းတော်ရဲ့ပညာရေးကိုပါခင်ဗျားတို့ဖက်စီးကြတယ်။အေဂျန်ဆိုစာရင်းတိုင်းထဲမှာအေဂျန်ဆိုပညာသင်ကြားတွေရဲ့ခမည်းတော်လမ်းမပေါ်ဆွဲတင်ခဲ့တာလေခင်ဗျားတို့ကနိုင်ငံရေးဆိုတာကိုပူကလားမဲကလားတောင်မသိဘူး။ခဏနှစ်ရွယ်ရှစ်နှစ်ရွယ်ခလေးတိုင်ဝင်နေမိမိလာမကြောက်တိုက်မယ်ဆိုရယ်စိုင်းပုတ်ဒီကိုင်းလမ်းပေါ်အော်ခိုင်းခဲ့တာလေခင်ဗျားတို့ အနာလေးကိုယ်တိုင်ကကိုယ်တိုင်ကကိုယ့်ပြည်နဲ့ကိုယ့်လူတို့ကိုယ့်လူမျိုးဆက်အနာဂတ်ကိုပြန်ပြီးဖြတ်စည်းနေကြတယ်အေးကောနော်တခါလေကြာရင်လေလောကကြီးကအရင်ဟိုပြောမလဲစဉ်းစားစရာကောင်းလဲနော်ဟိုနေလဲပညာတတ်တဲ့လူတယောက်ဟာနေဆိုဘွဲရတဲ့လူတယောက်ဒါပေမဲ့ဘွဲရထားတဲ့လူတယောက်နေနဲ့နေစစ်တက် lobby စက်ဘောမှာဖြစ်နေတာပဲကြည့်လိုက်ဟာငါတို့နိုင်ငံရဲ့ပညာကြီးကဘလောက်တောင်မှစုပ်ပြတ်တန်နေလဲဆိုတာ ပြောမယ်ဆိုရင်ဒီဗီဒီယိုဖိုင်ကိုကြည့်တာနဲ့လူတွေကတအားသိတာတယ်ဟာသိရပါလားတအားပြည်သူတွေတအားသိနိုင်တယ်အပြီးတော့ရင်ငါတို့ပြည်သူတွေက ပြောမယ်ဆိုရင်ဟာစစ်တပ်ကိုထောက်ခံခြင်းပေမဲ့လည်းခင်ဆက်ဆက်ကစစ်တပ်လှုပ်ထားတဲ့လုံရက်ကလင်ကကျစ်အောက်တန်းစားလုံရက်တွေကိုသိတဲ့အတွက်ကြောင့်မို့လို့ပြည်သူတွေကစစ်တပ်ကိုမထောက်ခံတော့မဆမ်းပါဘူးအဲ့တော့စစ်တပ်မထောက်ခံတော့ဘာဖြစ်လဲအကြမ်းဖက်အားပေးအော်အဲ့လိုလားမင်းတို့ကိုမထောက်ခံနိုင်အကြမ်းဖက်အားပေးလို့နင်တို့ကပြောရပေါ့ ကိုကိုကိုလည်းပြန်ဆက်ဆက်ကြည့်ပါဦးဒီလိုလုပ်တဲ့လုပ်ရက်တွေကကိုမှန်ရဲ့လားလို့နော်ဒီလိုလုပ်တဲ့လုပ်ရက်တွေကကိုမှန်ရဲ့လားလို့ဆက်ဆက်ကြည့်ပါဦးမမဘုဒ္ဓရဲ့နော်နောက်ပြီးတော့ရင်လူငယ်တွေကိုလမ်းပေါ်ထွက်ဖို့ခေါ်ရဲဆိုတော့အဲ့လူငယ်တွေကိုလမ်းပေါ်ထွက်ဖို့ခေါ်ရဲပဲထားပါတော့အဲ့လူငယ်တွေကဒီလိုစက်တက်ကဟာတွေလိုမျိုးအမေရဆိုရင်ကိုမေကိုပြန်လှုပ်ဆိုရင်တော့မလုံးမဲ့လူတန်းစားမျိုးမဟုတ်ဘူးတို့မှစဉ်းစားနေတဲ့အုံနောက်ရှိတဲ့လူငယ်တွေကြီးဆက်တွေသိလား သူတို့လမ်းပေါ်ထွက်ချင်ရင်တော့မှသူတို့ထွက်ချင်တဲ့စိတ်ဖြစ်မှထွက်နိုင်တာအဲ့ဒါလေးလည်းခွဲခြားသိဖို့လိုတယ်ဟာတည်လားတကယ်တော့ပညာရေးဆိုတာမျိုးကိုအစိုးရတဲ့ကနော်စစ်တပ်အာဏာရှင်တွေကတံမိုးထားတယ်ဆိုရင်ညီမပြီးမှသူငယ်တန်းကနေပြီးတော့မှ10တန်းအထိသင်လာတဲ့အင်္ဂလိပ်စာသူများနိုင်ငံသားတွေနဲ့ရှင်ပြီးဘာလို့တော့ဘာလို့ပြောလို့မရတာတော့စဉ်းစားကြည့်လေအဲ့တော့ငေါ့နိုင်ငံရဲ့ပညာရေးရဲ့တိုးတက်လာဆုပ်ယုပ်နေသလားဆိုတာ နေပါနဲ့စဉ်းစားကြည့်ပေါ့တခြားတော့အများကြီးမပြောတော့ဘူးဟာတဲ့တော့ဘွဲတွေယူထားပြီးတော့မှနေလိုကောင်မတော့မှဘွဲတွေယူထားပြီးတော့မှနေလိုကောင်မတော့မှဆက်တက်လော်ဘီဖြစ်သေးတာပဲဆက်တက်ဘုံမှအစင်ပဲဖြစ်နေသေးတာပဲဘာဆောက်လို့ဆောက်ခဲ့မှမရှိဘဲနဲ့ဆက်တက်လော်ဘီဖြစ်နေသေးတာပဲအဲ့တော့ဒီနိုင်ငံရဲ့ပညာရေးကဘယ်တော့မှတိုးတက်နေလို့လဲရှင်းရောနော်နောက်တစ်ဖိလိုပိုင်းဒီကောတော့ပါဆိုငါပေါ့ငါပေါ့ကြီးကလာတာသူကပါလေပါသားစားတွေကိုမဲ့ပြည်သူတွေကိုကောင်းမွန်သောဆက်ဆံမှုတို့အော်ဒါတွေပေးနေတာခြွေတာယူမခြွေဘူးနော်ကိုဘကကိုရီပီလီယိုဘလာထိကြိုက်တာအကြီးကြီး အဲဘယ်လိုနေနေအမြပိတ်ဆို့ရေလောက်ရတယ်နော်ပိတ်ဆို့မလောက်ရသူကလည်းရှည်တန်းမှာသွားရတယ်ဟုတ်လားကိုလည်းမင်းတို့ဒါမင်းဆိုရင်ဇာခွဲရက်ွယ်နော်ဇာခွဲရက်ွယ်မှာလုံတုံကြီးလုပ်ပေးရတယ်အဲဇာခွဲရက်ွယ်ဆိုရက်ွက်ထဲမှာနေလားရက်ွက်ထဲမှာနေတော့ပြည်သူတွေနဲ့တွေ့မှုရှိမယ်အဲ့တော့ရက်ွက်ထဲမှာလုံတုံကြီးလုပ်ပေးတယ်ဆိုတော့ပြည်သူတွေကိုကာွယ်ပေးဖို့ဒါမျိုးလည်းဟုတ်ပါဘူး ယူတွေကိုနိုင်ကျင့်မလားဟုတ်ပါပါဘူးယူတွေကိုကာဝယ်ပေးဖို့ယူတွေကိုစိတ်ချမ်းသာမှုပေးဖို့ယူတွေကိုလုံခြုံမှုပေးဖို့မှန်လားမှန်ပါဗျာအဲ့တော့ကိုကြောင့်ဒီလူစစ်ဆိုတာကနော်ဒီလူကာဝယ်ဖို့ပဲအဲ့တော့ကိုကြောင့်ဗီဒီယိုတွေစိတ်အောင်ရှက်မဖြစ်စေနဲ့ကိုကြောင့်ဗီဒီယိုတွေထိခိုက်မှုမမဖြစ်စေနဲ့ကိုကြောင့်ဗီဒီယိုတွေနစ်နာမှုမဖြစ်စေနဲ့နော်ဟုတ်ပါပါကိုကဒီဗီဒီယိုတွေနဲ့တချို့လမ်းကြောင်းတွေ့တယ်ဆိုလို့ပြဘာကူညီရမလဲဆိုတာကိုစဉ်းစား เนาะဟုတ်ပါဘူးကျွန်တော်ကချိုးတို့ပြည်သူစစ်တွေရှိတယ်ပြည်သူစစ်တွေဘာရှိရဆိုတော့အဲ့လိုပိတ်ဟိုအားလုပ်တယ်ဆိုင်ငယ်တွေဘာတွေတားတယ်ဆိုင်ငယ်တွေဘာဥထုံဘာဥဘာမပါဘူးဆိုရင်လုတ်တယ်ဟုတ်လားချိုးပြောတာပါเนาะအဲ့တော့ဆိုင်ငယ်ဖမ်းရမှာမင်းတို့အလုပ်ဖို့မင်းတို့အလုပ်ကဘာလုပ်ရမှာလဲအဲ့ဆိုင်ငယ်ကိုစစ်ဆေးရမယ်လို့ဆိုင်ငယ်ထဲမှာဘာပါတယ်လဲဟုတ်လားလိုင်စင်ပါတာဥထုံမပါတာမင်းတို့အလုပ်မဟုတ်မင်းတို့အလုပ်လား ်ဘောတော်ပြီးကြဲနဲ့ရဲလို့ဘောတော်ပြီးကြဲအလုပ်မှန်းလားမှန်ပါဗျာဆိုင်ငယ်ထဲမှာဘာလဲနေပါလဲဘာတွေပါလဲဘာပစ္စည်းတွေပါလဲဒါပဲစစ်ဆေးရမှာဟုတ်လားမှန်ပါဗျာအဲ့တော့ဦးဇင်းပြောချင်တာကဟိုကပြည်သူနဲ့တွေ့လို့ရှင်တာအများကြီးပြောရှင်တယ်ဟိုကလုပ်ပြရမယ်ဟုတ်လားမှန်ပါဗျာအကုန်လုံးဆိုလဲမပြောလို့ဘောကွာငါတို့ 三百多人民币，一千多人民币，我弄买人民币，好几人民币，我话我弄完了，别的也了，市里那边，好啦。你一路他妈到别的去，比如你他妈的他家古巴弄的了，到那边也到市里，好啦。他的那朋友也到市市里市市也买了，好啦。那你要，如果人家不老实的来，本来要实的来，说了，我都教你我了啦，来去。 ဟုတ်လားဟုတ်ပါဘူးအဲ့တော့လေးလာမှုတွေရှိရဲကိုကတိထားရမယ်နော်ဟုတ်ပါဘူးဒီနားမြေအများတန်းတွေ့နေရတဲ့ပြည်သူဆိုတော့ကွာကိုကဟုတ်လားသူဒီနားမှာဈေးလူဈေးရတဲ့ဈေးအောင်တာတွေရှိရဲဗာရောက်တာတွေရှိတယ်ဟုတ်လားဟုတ်ပါဘူးကိုကြောင့်ကို့မြင်သွားလို့ရှိရင်ကို့ဒီမင်းတို့ယူနီဖောင်းကိုမြင်လိုက်တာနဲ့သူတို့တွေရသွားတာကိုမဖြစ်စေရနဲ့ရလားမင်းတို့ယူနီဖောင်းကိုမြင်လိုက်တာနဲ့ပြည်သူကပြုံးနေတဲ့အဟာဝယ်ကလိုချင်လားအာရတော်ဆိုးနေပြီတော်ဆိုးနေပြီပဒသတွေရောက်ပြီ တကောတကောအဲတော်ကီလေးတော့ကောင်းတယ်ကွာတဲ့လားပေါက်ကူတော့နော်ဟုတ်ပါဗျာအာဒါဘဒုရဟာဒီနေဖောင်းနေသွားလို့ဘာညာဟာပေါက်ကူတော့တပည့်ကြီးကဘာလို့ဝါလဲညာလို့ပါဆိုမင်းတို့တွေမောငါတို့ကနေလာတယ်ငါတို့ကတိတ်ခါကြတယ်ဟုတ်လားပါပါဗျာငါအစင်းကမင်းတို့ငါအောင်မဆိုင်ရရှိမဟိုရှိမကိုလိုတို့ကခေါင်းဆောင်နေတာခေါင်းဆောင်ပြီးငါပဲတင်တာဟုတ်လားပါပါအဲ့တော့ရက်ွက်ယုံမာပဲဟုတ်လားသူရက်ွက်ယုံမာနေတဲ့အုပ်ကြီးတွေနဲ့အစင်းမပြေအုပ်ကြီးတွေနဲ့လည်းအစင်းပြေအောင်ပေါ့ ကိုကဆင်ပြေအောင်ပေါက်ဆိုအုပ်ကြီးတွေလူတိုင်းကတော့အမားနဲ့မပြေဘူးအုပ်ကြီးခမက်ကမားနေတယ်။အုပ်ကြီးတွေကလည်းပြည်သူစစ်တွေမားနေတယ်ပြည်သူစစ်တွေလည်းလူမားနေတယ်တော့ဖောက်ပြကြောင်းနေဟုတ်လား။တစ်ခါတည်းတောက်ငါကိုယ်တိုင်ကလည်းငါအမားကိုငါမမြင်ဘူး။မင်းတသက်လုံးမြင်မဲကောင်းမဟုတ်ဘူး။မင်းအမေကို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 မားကိုတသက်လုံးမြင်မဲကောင်းမဟုတ်ဘူး။ဟုတ်လား။ငါအမားကိုငါမမြင်ဘူး။ခါလိုက်ဖောက်ပြမှာကိုမားကိုတိတာဟုတ်လား။အဲ့တော့ မင်းတို့ရဲ့ခေါင်းဆောင်ဖြစ်တယ်မင်းတို့ရဲ့ဘိုးကြီးဖြစ်တယ်ဆိုလဲအာငါတို့တော့မပြောရဲဘူးဆိုတဲ့ပုံစံမျိုးမလုံနဲ့ဟုတ်လားပေါ့ကူတော့မားနေတယ်ဆိုပေါ့ကူတော့ထောက်ပြဝေဖန်ပြဟုတ်လားငါငါအမအကိုထောက်ပြဝေဖန်တဲ့သူငါကျေးဇူးတင်ပါပဲဟုတ်လားဘာဖြစ်လို့ဆိုငါလည်းပုထုဇဉ်ပဲလေအမနဲ့မกินဘူးဟုတ်လားငါလည်းအမတွေရှိမှာပဲဟုတ်လားငါလည်းအရိယပုဂ္ဂိုလ်ကြီးမဟုတ်ရဟန္တာကြီးမဟုတ် ဟုတ်လားမှန်ပါပါအဲ့တော့ဘုသူရှင်လူသားမှန်တယ်များအမားနဲ့မကူအမားကိုတော့တတ်တည်ရှိရှိထောက်ပြရမယ်ဝေဖန်မဲ့မတုံးတိုင်ပြရမယ်ဟုတ်လားပုံကြီးတွေလည်းအမားနဲ့မကူမင်းတို့လည်းလူငယ်တွေဖြစ်တဲ့ပုံပြီးတော့အမားနဲ့မကင်းနေဟုတ်လားအဲ့တော့နောက်ဆုံးပြောချင်တာကတော့ရက်ွက်ထဲမှာလုံကျော်ရေးလုပ်တယ်ရက်ွက်ပြည်သူစစ်ဆိုတာပြည်သူကိုကာကွယ်ဖို့ပြည်သူကိုနှွေးထွေးမှုပေးဖို့ပြည်သူကိုအကျိုးပြုဖို့ ပြည်သူကိုဒုက္ခပေးဖို့မဟုတ်လားမှန်ပါပဲပြည်သူကိုဒုက္ခပေးခြင်းနဲ့ပြည်သူကိုစိတ်ဒုက္ခပေးခြင်းနဲ့ပြည်သူကိုအနိုင်ကျင့်ခြင်းနဲ့ပြည်သူစီရဆက်ချင်းကောက်ခြင်းနဲ့ပြည်သူကိုမတရားလုပ်ခြင်းနဲ့ဆိုရင်တော့တခုတည်းရှိတယ်မင်းတို့ PDF တာလုပ်လိုက်ဟုတ်လားမှန်ပါပဲအဲ့လိုလုပ်ခြင်းနဲ့မတရားအနိုင်ကျင့်ခြင်းနဲ့ဒလန်ဆိုပြီးဆူဆွဲပြီးတိုက်ခြင်းနဲ့ဆိုရင်မလုပ်ရမှာလဲ PDF တာလုပ်လိုက်ဟုတ်လားမှန်ပါပဲ PDF ဆိုရင်တော့ဒါမှမလုပ်လို့မရအောင်နော်အဲ့ဒါမင်းတို့ကောင်းတယ်မှာမင်းမင်းမှတ်ထားလိုက်ဒါပဲနော်ဟုတ်ပြီအေး ။ PDF ကလှုပ်ရှင်တိုင်းလှုပ်လို့မရဘူးကွာ PDF မှာအဲ့လိုမျိုးအောက်တန်းစားတွေခွေးလေခွေးလေတွေကိုလက်မခံဘူး။အဲ့လိုမျိုးအကောင့်တွေကအသွင်ယူပြီးဝင်လာရင်တော့မကြခင်မကြခင်မကြခင်မှာကိုယ့်ကောင်တွေရဲ့စုံစမ်းစစ်ဆေးချက်တွေအောက်မှာအဲ့လိုကောင်တွေကအမြန်ဆုံးပေါ်တယ်။အဲ့လိုကောင်တွေလည်းကြာကြာအသက်မရှိဘူးကွာသိလား။မင်းပြောတဲ့ပုံစံပြောတာပြည်သူစစ်ယူနီဖောင်းမြင်တာနဲ့ပြည်သူကချစ်အောင်နေရမယ်တဲ့။ချစ်ချစ်အောင်ဖြစ်နေရမယ်ပေါ့နော်ပြုံးအောင်ဖြစ်နေရမယ်ဆိုတော့မင်းကြည့်ကြည့်ပါဦးကွာပြည်သူစစ်စစ်တွေကိုမင်းမင်းတို့ဘယ်လိုပြောမလဲ တို့ကိုကိုကိုကြောင့်လေကိုတိမဲ့ပုံလည်းမပေါ်ပါဘူးနော်ဘာဖြစ်လို့ဆိုတော့အဲ့ပြည်သူစစ်ဆိုတဲ့ဝတ်စုံမြင်တာနဲ့အဲ့စစ်ဝတ်စုံမြင်တာနဲ့ပြည်သူကဘယ်တော့မှယွံကြောက်ကြီးဖြစ်နေလဲဆိုတာလေတိမဲ့ပုံလည်းမပေါ်ပါဘူးပို့ဆိုးတာဘာလဲဆိုတော့မင်းတို့တွေအခုလက်အုပ်ချီပြီးရှိခိုးနေတဲ့ကောင်တွေကစာပရာဇိကကြားနေတာကွာသိလားအဲ့လိုကောင်ကိုမင်းတို့တွေကဖုံးကြီးတပါးလို့ကိုးကွယ်နေတာတော့မင်းတို့စစ်တပ်အားပေးထောက်ခံတဲ့ကောင်တွေကိုငါအံ့အောင်လို့မစိုးဘူးမင်းတို့တွေအဲ့လိုကောင်တွေကိုတက်တက်အားပေးမင်းတို့ကဘယ်လိုပြောမလဲမင်းတို့ကဒေဝနတ်ကိုမင်းတို့က ပူဇော်နေတဲ့ပသနေတဲ့ဆရာဖြစ်ဆရာတင်ထားတဲ့မင်းတို့အစားတသက်လိုဖြစ်နေတယ်မင်းတို့ဘောရတယ်မင်းတို့ဘောရနေလဲသွားပါပြီကွာဒီလိုမျိုးစစ်တပ်အောက်မှာနေပြီးတော့များမင်းတို့ပြောတော့လေတနိုင်ငံလုံးကာကွယ်ပေးနိုင်တဲ့စစ်တပ်တနိုင်ငံလုံးကိုဘတ်ဂျက်တွေနဲ့တိစောက်ထားတဲ့စစ်တပ်လည်းပြောသေးတယ်မင်းတို့ပသစားတွေကိုပေးတဲ့တနက်တွေကာပိုင်နေနဲ့ကာပိုင်ဆိုတော့ခက်ကိုမရှိတော့ဘူးသေးလားအဲ့တော့မင်းတို့ဘောရတွေကိုမင်းတို့မင်းတို့တွေပေါက်လို့ပေးစားတနက်တွေပေးပြီးတော့မင်းတို့တေးချင်းတေးချင်းချင်းချင်းဆိုပြီးလွတ်ထားတာသိလားပေါက်ကိုတော့စကားတွေရှောက်ယုံနေတယ်သူကလည်းဆိုတော့ချက်ဖြေတာမဟုတ်ဘူးသိလားယောဂတစ်ဖက် ဟိုဘယ်လိုပြောမလဲသူ့ကိုဘယ်သူတွေကများဘယ်လိုလာလုံမလဲဆိုပြီးကြောက်နေရတဲ့ကောင်မင်းတို့အဲကောင်တိတ်တက်တိရှိတဲ့ဒဲမနေနဲ့တိတ်ရပေါက်ကိုတော့မင်းတို့ဘယ်နားနေလဲမင်းတို့သိလားတိတ်မှလည်းမဟုတ်ပါဘူးဘာဖြစ်လို့လဲဒီကောင်တွေကသူတို့နေရ location ဘယ်ပြောရင်းမလဲမင်းတို့လာသမ်းမှကြောက်တယ်လေအဲ့လိုမျိုးရှိတယ်တာကြီးတို့ရဲ့တကယ်ပါကောင်းရတယ်နော်အဲ့တော့အားလုံးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရဲ့ ASEAN Channel YouTube Channel လေးကို like and subscribe လေးပဲပြောချင်ပါတယ်တင်ပြမယ့် video တွေတခြားကြည့်လို့ရအောင်လို့ပေးနာကလို့ဒီကောင်းလို့လည်းနေပေးခဲ့ကြပါလို့ပြောချင်ပါတယ်နောက်တစ်ခေါက်မှပြန်ဆောင်တွေ့ပါမယ်ခင်ဗျာမင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေခင်ဗျာ